ကိုရီလေးရှင်ဥဒ္ဓမသာရကိုတံပံခလီတယောက်လိုပဲဆက်ဆံပြီးတော့ကစားနေတဲ့ဖြည်းဖြည်းထွေးကတော့ online ပေါ်မှာကိုရီလေးကိုမလုတ်တင်တာမဖွဲမရလုတ်တယ်ဆိုပြီးတော့အကြီးကျယ်ဝေဖန်ခံနေရပါတယ်ဖြည်းဖြည်းထွေးကတော့လေတကယ်လဲတနာဖို့ကောင်းနေပြမြန်မာနိုင်ငံမှာဖြည်းဖြည်းထွေးပါပဲလို့လို့အကြီးကျယ်ကိုဝေဖန်ကြတာကိုတွေးရပါတယ်ဖြည်းဖြည်းထွေးဟာအရင်နှစ်ကလေးကျွန်တော်တို့ဟလာမေရောဟောင်စုပြုတ်စီနေဒေါ်ဆန်းစုကြည်ကိုစော်ကားခဲ့တယ်နော် လောင်ပြောင်ခဲ့တဲ့ဆိုတဲ့အနေထားတစ်ခုနဲ့တနိုင်ကလုံးရဲ့ဆက်ဆိုခြင်းခံခဲ့ရသလို PDF ရဲ့အသက်အန္တရာယ်ချင်းချောက်တဲ့အထိပါခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။နောက်ပိုင်းမှာလည်းနော်ကျွန်တော်တို့ Director ပြင်းဒီဟာရဲ့ဖော်ထုတ်ချက်အရဒီလိုထွေးရအခုလိုမျိုးချမ်းသာနေတာကသူရဲ့ဂျော်ညာတွေကနေရတဲ့ပတ်စံမဟုတ်ပင်နဲ့ဒါဘူမှုသူရဲ့ sponsor ပေါ့နော်မြောက်ကလာပါသူရဲ့နော်ပိန်တောင်းချီတိုက်ကြီးဟာဆိုရင်လည်းဘူမှုကြီးသူရဲ့ sponsor ဆိုပြီးတော့ ဒါရိုက်တာဘီအင်းတီယာကဖော်ထုတ်ခဲ့တာကြောင့်ဝေဖန်ခံခဲ့ရပါတယ်ဘသူတွေဘာပဲဖြစ်ဖြစ်ဖြစ်တွေကတော့ကျွန်တော်တို့เนาะဒါသူ့လောက်လူလန်းနိုင်မဲ့သူတော်တော်လေးကိုရှားတယ်ဗျငလင်လာတော့လေသိန်းထောင်တောင်းကြီးသူပဲလူတယ်เนาะကျွန်တော်ရေဘေးနဲ့ကြုံရလေသိန်းတောင်းချီလူတယ်ဖြူဖြူထွေးလောက်လူနိုင်တဲ့သူဆိုတော့တော်တော်လေးကိုရှားပါတယ်เนาะလူနိုင်တဲ့သူအများကြီးဆိုပေမဲ့ဖြူထွေးကတကယ်ကိုအင်မတန်မစိတ်ထားပြွားရတဲ့သူပါခုဒီကောက်မှလေးဖြူထွေးက ိုရင်လေးရှင်ဥဒမတာရနဲ့ဒါတွင်းဆုံတဲ့အခါမှာသူကကိုရင်လေးနဲ့တူတူရေဘူးကိုနော်ဒါအထောင်တန်းကစားတွေပေါ့နော်ဆိုတော့ယူထွေးနဲ့အခုလိုမျိုးရှင်ဥဒမတာရလေးနဲ့ကစားတဲ့အခါမှာတချို့သောဒါဗုဒ္ဓဘာသာဝင်တော်တော်လေးကိုနော်ဘာသာရေးကိုင်းဆိုင်တဲ့သူတွေကချီယူဆွဲပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာတွေကဒါကိုရင်လေးနဲ့ဟိုလိုမျိုးလှုပ်တာလုံးဝမလှုပ်သင့်ဘူးဒါကမှတယောက်နဲ့လည်းအခုလိုမျိုး ွေလေးကိုကလေးတယောက်လိုဆက်ဆန္ဒကလုံးဝမဖြစ်သင့်ဘူးငရေကြီးမယ်ဆိုပြီးတော့ဖြူထွေးကိုဝေဖန်နေချပြန်ပြီလေဖြစ်ပါရယ်ဗျာ